ထိုင်းနိုင်ငံတော်ကစားသုံးသူတွေအတွက်နေထိုင်မှုစိတ်သက်သာစေဖို့ယူရပြီးထိုင်းဆိုင်ဝင်ကြီးဌာနကအောက်တိုဘာ၄ရက်နေ့ကစပြီးတော့ဒီဇင်နဲ့ဓာတ်ဆီဈေးနှုန်းတွေကိုတလီတာကိုပြား90သည်လျှော့ချပေးသွားမှာဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်လက်လီဒီဇယ်ဈေးနှုန်းဟာလက်ရှိ33.64ဘတ်ကနေ33.44ဘတ်ထိကျဆင်းသွားမှာဖြစ်ပြီးဓာတ်ဆီအမျိုးအစားအလုံးကိုလည်းအလားတူဈေးနှုန်းလျှော့ချပေးသွားမှာဖြစ်ပါတယ် ဒီဇင်းနှုတ်လျှော့ချနိုင်ရတဲ့အဓိကအကြောင်းရင်းကတော့ကမ္ဘာရေနံဇင်းနှုတ်တွေကျဆင်းလာတာကြောင့်နိုင်ငံတော်ဆက်သုံးစီရန်ပုံငွေအဖွဲ့ရဲ့ဗန်ဒါရေးအခြေအနေပြန်လည်ခေါင်းမော်လာတာကြောင့်ဖြစ်တယ်လို့စိုင်းဝင်ကြီးကပြောကြားခဲ့ပါတယ်။တလီတာမှာပြား90ဆိုတာတိတ်မများဘူးလို့ထင်ရပေမဲ့နေ့စဉ်ကာဆိုင်ကယ်အသုံးပြုနေသူတွေနဲ့တူပို့ဆောင်ရေးလုပ်ငန်းရှင်တွေအတွက်တော့တည်တာတဲ့တက်တာမှုကိုရရှိစေမှာဖြစ်ပါတယ်။ဒီမူဝါဒဟာပြီးခဲ့တဲ့လတွေအတွင်း33.6လေးဘတ်မှာတည်ငြိမ်နေတဲ့ဒီဇယ်ဈေးနှုန်းကိုအများပြည်သူတို့ကပထမဆုံးအကြိမ်ပြန်လည်လျှော့ချပြလိုက်တာလည်းဖြစ်ပါတယ်။ ဆက်မှုလုပ်ငန်းလေ့လာသူတွေကတော့ဒီလိုဈေးနှုန်းလျှော့ချပေးတာဟာပြည်သူတွေအတွက်ကာလတိုသတ်မှတ်မှုကိုရရှိစေနိုင်ပေမဲ့ဒီအချိန်မှာတော့ထိုင်းနိုင်ငံရဲ့စွမ်းအင်ကဏ္ဍအထူးသဖြင့်ပြန်လည်ဖွံ့ဖြိုးမှုစွမ်းအင်ကိုကူပြောင်းရင်းနဲ့73စီရေမုံငွေဖွဲ့ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးတွေကိုဆက်လက်ဆောင်ကြည့်ဖို့လိုအပ်တယ်လို့တုံ့သက်ကြပါရစေ။